ဒီမှာမိတ်ဆွေနေမတာငွေပဲရှိရင်မင်းဘဝဟာအလကားပါပဲဒါကြောင့်ငွေကိုတန်ဖိုးထားပါကွာမင်းမငွေမရှိရင်ဆွေမျိုးဆိုတာတစ်မျိုးပါတာပဲငွေရှိလာရင်တော့သစိမ့်တွေဟာဆွေမျိုးတွေဖြစ်လာတယ်နမနဲ့ငွေမရှိရင်မင်းပြောရဲ့အစကားတခေါင်ကမင်းအနာကလူတော် ရှားမှာမဟုတ်ဘူးမင်းမှငွေရှိရကြည့်လိုက်မင်းပြောတဲ့စကားတခွန်တော့ကတကပါလုံးတော့ကြားစီရနိုင်တယ်နံပါတ်၃မင်းရဲ့ဘက်ကဘလောက်ပဲမှန်မှန်တရားရှင်ဆိုင်ရတဲ့အချိန်မှာမင်းရှုံးဖို့ကများသားပြီအဲ့ဒါကမင်းမှငွေမရှိလို့ပဲလေနံပါတ်၄ မင်းဘလောက်ပဲပညာတတ်တဲ့အရေးချင်းရှိပေမဲ့ငွေမရှိရင်နေရာတစ်ခုရဖို့ကမလွယ်ဘူးဆိုတာပါပဲဓမ္မငါမကြမ်းမှလာတဲ့အခါမင်းရဲ့နှလုံးခေါက်တံကိုဆရာဝန်ကအရင်မဆန်းစစ်ဘူးပါစာအေကိုပဲအရင်ဆုံးဆန်းစစ်ကြည့်ကြလိုက်မယ် နံပါတ်6ငွေဟူသည်လူနှင့်လောကကြီးကို ပြောင်းလဲစေနိုင်ဖို့အလွယ်ကူဆုံးသော အရာတစ်ခုဖြစ်တယ်။နံပါတ်9မင်းရဲ့ရုပ်ရည်ဘလောက်ပဲဆိုးဆိုးငွေသာရှိရင်မင်းကအမြဲတမ်းလှနေတူလို့တကပါလုံးကတတ်မှတ်ခြင်းကိုခံရလိမ့်မယ်။ငွေနဲ့လည်းလို့ ဝယ်လို့မရဘူးဆိုပေမဲ့မဲမှာဒါဝေချင်းချစ်သူဝိုင်းနေပါနိုင်မယ်ဒီဗီဒီယိုလေးကို အပောင်းနှိပ်ထားနိုင်ပါ යි